ဲအခုတော့ဘာပြောမလဲဘယ်စီကိုမင်းရောက်နေလဲဘာတွေကိုမင်းလုပ်နေလဲဘယ်သူနဲ့မင်းရှိနေလဲ forest trading investment ဆိုပြီးတော့နော်လူတွေဆွဲပြီးတော့ပတ်စံတွေထည့်ခိုင်းနေဒေါက်တာညီညီဆွဲလစ်သွားပြီဆိုရင်ကြားပြီလားမသိဘူးဒီနေ့ခါသူတွေမှာတီလာရှင်နေဆရာတော်တန်ဃာတော်တွေလည်းပါတယ်တခြားဒီမန်ဟိုပတ်စံတွေနဲ့ဟောဖြစ်တဲ့လူတွေလည်းပါတယ်အငိမ့်သားတွေလည်းပါမယ်ဆက်ကြောင့်လူပေါင်းများစွာပါမယ်အဲ့တော့ သူ့ကိုသူ့လိန်နဲ့တူရတယ်ရန်ကုန်မန္တလေးတဝဲမြင်းကျင်းမြင်းကျံပသိမ်နေပြီးတော့အဆရှိမြို့ပေါင်းဆောင်လူအများကြီးပါတယ်လူထောင်ပါလုံးငါဗျာဒီနေ့မှာကျွန်တော်မိတ်ဆွေကိုမျှဝေပေးခြင်းနဲ့ဗီဒီယိုဖိုင်လေးရတော့လက်တော့ line ပေါ်မှာအရန်ပေါ်မှာဟော့ဖြစ်နေတယ်ကျွန်တော်တို့နော်ဒေါက်တာညီညီဆွေရဲ့ဒါအကြောင်းအရာလေးပဲဖြစ်ပါတယ်ဒေါက်တာညီညီဆွေတို့ကတော့ကျွန်တော်တို့ဒါနော် forest training လုပ်တယ်ဆိုပြီးတော့ကျွန်တော်တနိုင်ငံလုံးမှာရှိတဲ့သူတွေရဲ့ငွေကြေးတွေကိုလိမ်လည်ပြီးတော့အချိန်ဆိုရင်ဒါထွက်ပြေးတင်းရှောင်းနေတယ်လို့သိရတယ်ဗျာနော် ဒီအကြောင်းအရာလေးတွေကိုဒါပြည့်ပြည့်စုံစုံပြပတ်ထားတဲ့ဗီဒီယိုဖိုင်လေးတွေကိုကျွန်တော်တို့ကြည့်တော်မှာဖြစ်ပါတယ်။ဒေါက်တာညီကြီးဆိုရဲလိန်လယ်မှုမှာဆိုရင်ပေါ့နော်ကျွန်တော်ပါသွားတဲ့သူတွေအားဆိုရင်တချို့တွေဆိုရင်ကျွန်တော်အိမ်ဒီဘာတွေကိုပေါင်ပြီးတော့တော့မှသူ့ဒီမှာဒါရင်းနှီးမြုပ်နှံထားတဲ့သူတွေလည်းရှိတယ်ဗျ။ဒါဒီကြောင်းရလေးတွေကိုကျွန်တော်မှပြောပြပေးမယ်လောလောဆယ်ကျွန်တော်ဒရင်ကြောင်းရလေးတွေကိုအတူကြည့်လိုက်ကြရအောင်နော် Forest Trading ကစားတယ်ဆိုတော့ပုံကူပေါ့နော်အဲ့ပုံကူနဲ့ပတ်သက်ပြီးတော့ကျွန်တော်ပြီးခဲ့တဲ့ရက်ပိုင်းကလည်းစိတ်ဝင်စားလို့ကြည်နေတာအခုတော့ဒီနေ့တော့မဖြစ်မနေထည့်ပြောဖို့ပြောရတော့မယ်ဖြစ်လာတာပေါ့နော်အဲ့ဒါပါလဲဆိုတော့ ဒေါက်တာညီညီဆွေပေါ့နော်ဒေါက်တာညီဆွေနာမည်ဒေါက်တာညီဆွေပါအဲသူက forest trading လုပ်ပါတယ်ဘာညာဆိုပြီးတော့လိန်နေပေါ့ဗျာအဲ့လိုဖြစ်ပြီးတော့အခုတော့နောက်ဆုံးတော့သူပျောက်နေတယ်သူပျောက်နေတယ်သူပျောက်နေသူကဘာလုပ်ရလဲဆိုတော့နိုင်ငံတကာ stock share နဲ့ငွေကြေးဈေးကွက်ဒီမှာ forest trading လုပ်ပါတယ်ဆိုပြီးတော့သူကလူတွေကိုသူကလိုက်ဆွဲတယ်သူနဲ့သူ့အဖွဲ့တွေပေါ့ဗျာနိုင်ငံတော်ကမှလူပေါင်းတောင်းနေချင်ပါဗျာတောင်းနေချင်ပါထောင်းနေချင်ပါမြေအဲ့လူတွေစီကနေပြီးတော့သူကပတ်စံနေလိုက်လိန်တယ်သူကအတိုး5000ရေလုံးပေးမယ် အတို့ဆိုင်ကဘန်နေအောင်73ဘန်နေအောင်ကျွန်တော်တို့ပေးတာ8 90တော့ပဲပေးတာဘန်နေရကျွန်တော်ပတ်သက်ချင်းရအောင်7300ခိုင်းလို့ပဲ7300တော့ပေးရတာ तू က forest ranger ကစားတဲ့လူတွေကိုလို့မင်းတို့ကအတို့65ပေးမယ်ဆိုပြီးတော့ပေးမယ်ဆိုပြီးတော့တလျှောက်ပြီးတော့ပြောတာ forest ranger ပေါ့နော်တလောက်အတို့65ခိုင်းလို့ဆိုတာနော်နော်တော့ပတ်သက်မဟုတ်ဘူးအဲ့တော့မန္တလေးမှာအဲ့လူကမန္တလေးကဒေါက်တာဒေါက်တာဒေါက်တာညီဆိုရတယ် तू က तू နဲ့သူ့အဖွဲ့တွေကမိတ်ဆက်ပွဲလို့တဲ့ခန္ဓာရီလို့တဲ့အာဆက်ပြီး share ရီခေါ်တဲ့ငွေကြေးတွေ like ဆူဆောင်းတယ်ဆက်ပြီးအဲ့ဒါကြီးလုပ်တယ်ပေါ့လုံရင်လုံရင်လုံရင်နဲ့နောက်ဆုံးမှသူ့ကိုပျောက်သွားတာပေါ့ရုပ်တရက် ဧပြီလနောက်ပိုင်းကစပြီးတော့ဒေါက်တာညီညီဆိုရင်လည်း Galaxy Leader ဆိုတဲ့အဖွဲ့ခေါင်းဆောင်အားလုံးပျောက်သွားတယ်ပျောက်သွားတော့အခုပြဿနာတက်ပြီတက်တော့တက်တော့ဒီကိစ္စနဲ့ပတ်သက်ပြီးပွဲကစပြီးပေါ့နော်စပြီးဟိုနေ့ကသတင်းမီကျွန်တော်တို့သတင်းမှန်ပြကြားရေးဂရုတွေမှာတက်ရောက်ကဝင်မေးထားတယ်ဟိုအစိုးရတကြောင်နဲ့ပြန်ဖြေတယ်ဒါပေါ့တော့အဲ့တော့တချို့ကွာဒီမှာကျတော့ဒေါက်တာညီဆိုရဲ့ဒီတနိုင်ကုန်ပတ်ပြီးတော့ဒီ forest trading ဆိုပြီးတော့သင်တန်းပေးသလိုလိုဟွာလို့သူဒီရလို့သူလိုနဲ့ပြောတယ်တချို့ပြီးခဲ့ရေပိုင်းကာလတွေတော့ကျွန်တော်မိတ်ဆွေတို့ကသွားပြီးတော့လေ့လာဘူးသေးတယ်လေ့လာဘူးပြီးတော့လေ့လာဘူးပြီးတော့ဒီကိစ္စကိုပြန်ပြစ်ပါတယ်အဲ့ဒီကကျွန်တော်ပြောတယ် သွားပြီလို့ဒါလိန်နေပြီလို့စလိန်တော့မယ်ဒါလိန်တော့မယ်လူလိန်တော့မယ်လို့ကျွန်တော်ပြောတယ်အခုလဲတဏ္ဍာရီကတော့သူ့မန်ပါတွေဘယ်လောက်ရှိပါတယ်ဘယ်လိုဖြစ်ပါတယ်ဆိုတော့သူကအကုန်လုံးသူပွဲတွေခဏလိုက်လုပ်ပြီးတော့တကယ်ကိုဟိတ်ဟန်နဲ့လိန်တာကျွန်တော်တို့နိုင်ငံလူတွေကလည်းစဉ်းစားကြတာပေါ့နော်ကိုယ်ပ္ပံလေးရှိတယ်ပ္ပံ1000 3000ရှိမယ်အဲ့ဒီ1000လေးကို15ရဲ့တော့တို့ဆိုတော့ဟာငါတက်လောက်ဦးတော့350အဲ့ sorry 15သိန်းငါရမှာပဲတက်လောက်အလကားနေနေ15သိန်းငါအလကားရနေမယ်ငါပ္ပံ1000လောက်ပြောက်ဘူးအဲ့မှာတခါတဲ့အဲ့လိုသွားတူတာ စမ်းရလို့ဆို350ပေါ့ sorry 355ရနေမှာစိတ်ကူးနေရှင်တာပေါ့ဗျာမဖြစ်နိုင်တဲ့ဟာကိုစိတ်ကူးရင်တာဟိုကဟိုလူကရှင်းရှင်းလေးတို့ထဲတဲ့ပတ်သက်နေကုန်လို့အေးတဲ့ထက်ထက်ပြရနေခင်ဗျာ AO ပြန်ပေးလိုက်ဘေးဟိုဗျာဒီပတ်သက်အစောမဲ့သူကလူတွေယုံအောင်တော့ပေးနေမှာလူတွေယုံသူပေးနေမှာနောက်ကြလက်ခါကျတော့ပတ်သက်သိမ်းပေါင်းသိမ်းနေလဲကြီးလဲလောက်လစ်သွားအခုလစ်သွားပြီလစ်သွားပြီပြောလို့ရတယ်အခုလစ်သွားတော့အဲ့ပတ်သက်အလိန်ခံရပြောင်းဒီလိန်လဲခံရမှုတွေနဲ့ပတ်သက်ရင်လိန်နဲ့ ခန်းအပ်သူတွေမှာတီလာရှင်တွေဆရာတော်တွေတန်ဃာတော်တွေလည်းပါတယ်တခြားဒီဟိုပတ်စံတဲ့နေဟောဖြစ်တဲ့လူတွေလည်းပါတယ်အငြိမ်းစားတွေလည်းပါမယ်ဆက်ကြုံလူပေါင်းများစွာပါမယ်အဲ့တော့သူ့ကိုသူ့လိန်နဲ့တူရတယ်ရန်ကုန်မန္တလေးတဝဲမြင်းကျင်းမြင်းကျန်ပသိမ်နေပြီးတော့အဆင့်ပြုတ်ပေါင်းသွားလူအများကြီးပါတယ်လူထောင်နဲ့ချီလိမ့်မယ်အဲ့လိုလိန်နေတာကြီးကိုတိတိကြီးနဲ့အလိန်ခံနေကြတဲ့လူတွေကိုလည်းကျွန်တော်တို့အံ့ဩတယ်ကျွန်တော်တို့အချိန်ချင်းပြောတယ်လူတွေကမရသင့်မရထိုက်တဲ့နှုံသားတစ်ခုကိုထိပါအတိုးဆိုပြီးခေါင်းစဉ်တိုက်ပေးနေပြီဆိုရင်အဲ့ဒါတစ်ခုခုလုပ်တော့မယ်လိန်တော့မယ်ဆိုတော့အဲ့ဒီဟာဖြစ်ရမယ်အဲ့လူတွေက ပတ်စံကိုလွယ်လွယ်ရခြင်းတွေပေါ်ပေါ်လောလောရခြင်းတွေအရန်ကိုမျောလင်းချက်တွေဟောပြကြတာပေါ့နော်ဆိုတော့အယုံလွယ်တယ်လောဘကြီးတယ်ကျွန်တော်ပြောတယ်အလိန်ခံလူတော်များရဲ့ပြဿနာလောဘကြီးတယ်အယုံလွယ်တယ်အဲ့ပြဿနာတော့ဖြစ်တာလောဘကြီးတယ်အယုံလွယ်တယ်ဒီနှစ်ချက်ကြောင့်ဖြစ်တာအဲ့နှစ်ချက်ကအဓိကနှစ်ချက်ပဲလောဘကြီးတယ်သူများပတ်စံမရတဲ့နေရာပို့ရခြင်းတယ်လောဘယုံနေအယုံလွယ်တယ်ဟိုကစကားပြောကောင်းလိုက်တာနဲ့တွားပြီးပတ်စံပုံထက်တာအဲ့လိုလုပ်တာဟာဗျာအဲ့တော့တော်တော်လေးဆိုးတဲ့ကိစ္စပဲအခုအဲ့ဒေါက်တာညီဆွေကိစ္စကဒေါက်တာညီဆွေနဲ့သူ့အဖွဲ့ကိုလုံးပျောက်သွားပြီပျောက်သွားတော့ ဘယ်ဘောက်သွားတာလဲဆိုတော့မေကွန်အခုတခြားမီဒီယာတွေကရေးကြပြီးခက်သစ်တို့ဘာလို့အကုန်ဝိုင်းရေးပြီးကျွန်တော်ကပြီးခဲ့တဲ့နှစ်ရက်လောက်ကသတင်းမှပြန်ကြားရေးကလို့မှာပြောတယောက်ကမေးတဲ့အတွက်ကျွန်တော်ကစိတ်ဝင်စားနဲ့ကျွန်တော်ကြည့်တယ်အဲ့ဒီတဲ့ကိုတော်တော်လူတွေကအဲ့ဒီတဲ့ကိုမဖော်ပြဘူးဘူးမှလည်းမဖော်ပြဘူးကျွန်တော်လည်းမဖော်ပြဘူးကျွန်တော်ကလည်းဘာလဲဆိုတော့စောင့်ကြည့်နေရသေးတယ်ဗျဒီလူရဲ့နဝကဘယ်ထိရောက်နေလဲဘယ်ထိပေါက်နေလဲအစိုးရကဘာတွေလုပ်နေတာလဲဆိုတော့ကျွန်တော်လည်းစောင့်ကြည့်နေရတာမို့လို့နည်းနည်းလေးဘာမှမပြောသေးပဲကြည့်နေတာနော်အဲ့တော့ဒီသတင်းမှပြန်ကြားရေးကလို့ထဲမှာပြီးခဲ့တဲ့အဲဒီနေ့ကဂျွန်လ ဂျွန်လဒီနေ့ကဂျွန်လ9ရက်ဒီနေ့က9ရက်ဆိုတော့8အဲ6 5 5ရက်နေ့ပေါ့5ရက်နေ့ကျွန်တော်ဒီမှာတရားလေးပါပြပြမယ်5ရက်နေ့ကဖြေသွားတာတယောက်5ရက်နေ့ကသူတယောက်ကမေးတယ်ပြန်ဖြေသွားတယ်တယောက်ကကျွန်တော် sorry ဗျာကျွန်တော်ဒီမှာ Google သတင်းမပြိုင်ဘူးလို့တိုက်ရိုက်ကြည့်နေလို့ပါတိုက်ရိုက်ကြည့်နေတာ9ရက်နေ့ကမေးမြန်းတာကဒီဒေါက်တာညီဆွေဆိုတဲ့ခေါင်းစဉ်နဲ့ပေါ့ဒီပုဂ္ဂိုလ်ပေါ့နော်ဒီမှာလာပြီမေးပြီတယောက်ကမေးတယ် ဒေါက်တာညီဆွေဆိုတဲ့ပုဂ္ဂိုလ်ကတဲ့နော်အမ်မန္တလေးမဟာအောင်မြေမြို့နယ်မဟာနယ်ရက်ွက်35လမ်း36လမ်းကြား83လမ်းအေမာနေထိုင်တဲ့လူတို့ကလုံခဲ့3လနေစပြီးတော့ရန်ကုန်ပြောင်းရွှေ့သွားတယ်တောက်ကလာပါမြို့နယ်မြစ်တာလမ်းမှာရှိတဲ့ကွန်ဒိုတစ်ခုမှာအခန်းကားပြီးတော့ကုမ္ပဏီရောကဖွင့်တယ်နိုင်ငံသားငွေကြီးဈေးကွက်တဲ့နိုင်ငံသားငွေကြီးတရားဝင်ရောင်းဝယ်ခြင်းတွေလုပ်ကြိုင်တယ်သူကအစုရှယ်ဝင်တွေခေါ်ယူတယ်ငွေ100000 15000 15000မျိုးအတိုးပေးမယ်ဆိုစီးရုံနဲ့စုပေါင်းငွေ700000ခန့်သူရတယ်အဲအဲတန်းတရာဆိုသူကရှော့တော့ထားတာတကယ်တော့သူကများတယ် အဲ့တော့အဲ့ထက်ဝင်သားတွေအားလုံးကနိုင်ငံခြားငွေတွေဝယ်ပြီးထိုင်းနိုင်ငံမှာကုန်တော့ဝယ်ရှောင်သွားတယ်စသည်သူတီးပြထားတွေ့ရတယ်အဲ့တော့ဒီလူတွေရဲ့မသိနားမလဲပါတဲ့အပေါ်မှာလိန်လယ်မှုလုပ်တဲ့ဒီညီညီဆွေပေါ်မှာဘလို့ရေးယူဆောင်ထားပါတယ်လေလို့သူကသတင်းမီဒီယာသမားတယောက်ကမေးတယ်မေးတော့အစိုးရကဒီအစိုးရကထုတ်ပြန်တယ်၄ရက်နေကထုတ်ပြန်တယ်အစိုးရနေရအစိုးရ၄ရက်နေမှာပြန်တုံ့ပြန်တယ်ဘလို့တုံ့ပြန်လဲဆိုတော့နော်၄ရက်နေ sorry ၅ရက်နေမှာ၄ရက်နေကမေးတယ်၅ရက်နေမှာတုံ့ပြန်တယ်ညီညီဆွေကိစ္စအမှုဖွင့်စစ်ဆေးနေပါသည်တဲ့တခေါနဲ့ပဲပြတ်ကော ညီဆိုကိစ္စပုံဖွင့်စစ်စစ်နေပါသည်လို့ပြောတယ်ဆိုတော့ကျွန်တော်ဒီနေရာမှာဒီဒေါက်တာညီဆိုဆိုတဲ့အဲ့ဒီပုံကိုကိုတကယ်ပဲအမှုဖွင့်အရေးယူထားတယ်ဆိုရင်နိုင်ငံတော်လေးနဲ့တရားရှင်းရှင်းလင်းထုတ်ပြန်ဖို့လိုတယ်မဟုတ်ရင်အဲ့လူမှုမဲ့ထားပါတယ်လို့ပြောပြီးအဲ့လူရှောင်တိန်နေတယ်ထွက်ပြေးနေတယ်ဆိုရင်ပြည်သူလူထုပတ်စံနေတိန်ပေါင်းတိန်နဲ့ချီသွားနိုင်တယ်အဲ့ငွေတွေစုံချုပ်လာတယ်အဲ့ဒါတွေကိုဘယ်သူတာဝန်ယူမှာလဲဆိုပြီးကောလူတွေရဲ့အယုံလွယ်မှုခုနလောဘကြီးမှုတွေကတော့တပိုင်းသူတို့အပြစ်ဒါပေမဲ့လိန်လေသူတွေကိုအခွင့်အရေးပေးသလို အရေးမယူပဲနဲ့ထားရင်အခွင့်အရေးပေးစုဖြစ်တယ်အရေးယူရတယ်တိရောက်ရေးယူလို့လေအဲ့တော့အစိုးရအနေနဲ့ဒါကိုတော့ရှင်းရှင်းလင်းထုတ်ပြန်ဖို့လိုတယ်တကြောင်းလေးနဲ့တော့မပြီးဘူးကိုယ်တကြောင်းလေးနဲ့ပြီးသွားတာတကြောင်းလေးနဲ့ပြီးသွားတာမသိကြက်တညင်များကြာတာတကြောင်းလေးနဲ့ပြီးသွားတာဆိုတော့အစိုးရအနေနဲ့ရှင်းရှင်းလင်းထုတ်ပြန်ဖို့လိုတယ်ဗောနောအခုအညီဆိုကိစ္စတော့ကိုဒါတရိန်နေတက်လာရဖြစ်တဲ့အတွက်စောင့်ကြည့်ရမယ်ကျွန်တော်တို့တော့စောင့်ကြည့်ပါမယ်အစိုးရရဲ့ထုတ်ပြန်ချက်ကိုလည်းစောင့်ကြည့်ပါမယ်ဒီလိုမျိုးလိမ်လည်နေတဲ့သူတွေကိုအရေးယူရတိရောက်တဲ့ပြဌာန်းတွေယူလို့ဖို့လိုတယ်ပြီးတော့ ဒါမျိုးပြည်စင်တွေကမြန်မာနိုင်ငံမှာခဏခဏဖြစ်နေရင်းတော့လည်းခဏတော့ဒီအတိုင်းပဲအင်္ဂလိပ်ဘက်မှာဖြစ်သွားတာတပုံကြီးသိမ်းပေါင်းသိမ်းသိမ်းပေါင်းကိုခင်ဗျား6000 9000မကလိန်သွားတယ်လို့ကတော့အများကြီးဖြစ်တာလေအဖြစ်စရီအများကြီးဖြစ်တယ်ပြည်သူလူထုအနေနဲ့လည်းစကားပြောကောင်းပြီးတော့ဟိုအမျက်ဆုံးတွေဘလို့ရတယ်ဘာသာပြောနေပြီဆိုရင်မယုံကြနဲ့ forest trading တို့ဘာတို့ညာရှောက်ပြောအဲ့မယုံကြပါနဲ့တို့တို့မရသင့်တဲ့ပတ်စံတဲ့ပူပေးနေတယ်ဆိုတာအဲ့ဒါမဟုတ်ဘူးမယုံသားဘူးဆိုတော့အဲ့လောက်တော့အသိဉာဏ်လေးရှိကြဖို့ လိုပါတယ်တော့ပါလည်းသိမကြည့်ကြပါနဲ့လို့ပဲတိုက်တွန်းချင်တယ်ဒါဒါတော့ဒေါက်တာညီကြီးဆွေဆိုသောပုဂ္ဂိုလ်တယောက်နဲ့ပတ်သက်ပြီးပြောတာပါเนาะအဲ့တော့ကဲအခုတော့ဗာပြောမလဲဘယ်စီကိုမင်းရောက်နေလဲဘာတွေကိုမင်းလုပ်နေလဲဘယ်သူနဲ့မင်းရှိနေလဲခင်ဗျားတို့အခုတွေးနေပြီမလားအခုကောမန့်မှာလာပြီးတော့ရှေ့နေမလိုက်ပါနဲ့ဖြောင်းချက်လဲလာမပေးပါနဲ့လီဒါဆိုတဲ့လူတွေရှေ့နေလိုက်ရှေ့နေဖြောင်းချက်ပေးခြင်းနဲ့ဆိုလို့ရှိရင်အခုဒီကောမန့်ထဲမှာပဲပတ်သက်များတော့ဘူးခံရရတဲ့လူတွေကိုခင်ဗျားတို့ကိုယ်တိုင်စိုက်ပြီးတော့ရော်ပေးပါ ကျွန်တော်တို့ကဒီနယ်ပယ်မှာနေနေရကြပါပြီ forest လုပ်ငန်းဆိုတာ investment လုပ်လို့မရပါဘူးခင်ဗျားတို့ investment လုပ်ချင်လို့ရှိရင် stocks တွေဝယ်လို့ရတယ် mutual funds တွေဝယ်လို့ရတယ် etf တွေဝယ်လို့ရတယ် index fund တွေဝယ်လို့ရတယ် crypto တွေ investment လုပ်လို့ရတယ်နောက်နောက်မှာ investment လုပ်မယ်ဆိုလို့ရှိရင်လည်းဒီ video ကြည့်ပြီးအများတန်းသတိရပါ investment လုပ်တယ်ဆိုတာမပြောသေးအခွန်နွားစားလို့လွယ်ကူတဲ့ကိစ္စမဟုတ်ပါဘူးမြန်မာနိုင်ငံတော်ဘဝဘန်းနေပြီးတော့တရားဝင် ခဏရခိုင်တော့ကနေ900ခိုင်တော့အတိုးပေးတာတစ်နှစ်တစ်နှစ်လုံးမှမပေးတာဒါလောက်0.7 0.8ဒါလောက်ပဲရမယ်အဲ့တော့ဒီလိုမျိုးလူတွေကဒါလောက်15000ခိုင်တော့ပေးတယ်ဆိုတာအများကြီးများနေပြီဘာစီးပွားရေးမှကြောထောက်တော့ခံမရှိဘူးပိရမစ်စကင်းလို့ခေါ်တယ်လီဒါအထိတ်ဆုံးမှာပိရမစ်အထိတ်ဆုံးမှာနေနေမယ်ခင်ဗျားတို့ဒီအောက်ကရှိတဲ့လူတွေကအယိုးအယွေးမဲ့ခိုက်ရမှာ15000ခိုင်တော့ ိုထဲထားတဲ့ပတ်စံကိုနောက်ထပ်တစ်နှစ်နေတော့မှဟိုဟာအရင်မကြည်သေးဘူးခင်ဗျားတို့ဟိုဟာဖြတ်စားလက်စားနဲ့အင်းခင်ဗျားတို့ပတ်စံကိုထည့်ပြီးဝိုင်းပြန်မထွက်လာတော့ဘူးအဲ့တော့ဆုံးရှုံးသွားတဲ့လူတွေအတွက်အင်မတန်စိတ်မကောင်းဖြစ်မိပါတယ်ကိုယ့်ရဲ့အာမခံခဲ့တဲ့တငယ်ချင်းတွေမိဘဆွေမျိုးတွေလီဒါတွေကိုဒီချေရဆပြီးတော့ပတ်စံတောင်းပါတော့အခုတော့ပြပောက်ထွက်ပြေးသွားပြီလို့ကြားတယ် CID ကနေပြီးတော့ဖမ်းတယ်လို့လို့ပါလို့လို့ဟန်ဆောင်ပြီးတော့အခုလုံးဝပျောက်သွားပြီဆုံဆုံမြုပ်သွားပြီဒီချိန်မှာဒါခင်ဗျားတို့ပြန်မတောင်းနိုင်ဘူးအမခံပေးတဲ့လူတွေကလည်းခေါင်းဆောင်နေပြီဆိုလို့ရှိရတော့အဲ့ဒါရည်စက်ချလို့ပြီးပါပြီလို့မှတ်လိုက်ပါတော့ခင်ဗျာ Forest Trading Investment ဆိုပြီးတော့နော်လူတွေဆွဲပြီးတော့ပတ်စံတွေထည့်ခိုင်းနေဒေါက်တာညီညီဆွဲလစ်သွားပြီဆိုရင်ကြားပြီးပြီလားမသိအာမြန်မာနိုင်ငံမှာအဲ့လိုဟာရင်းနဲ့ခံလိုက်ရတာလေခဏခဏနော် သူ့ရှေ့မှာလဲကျွန်တော်တို့ရွှေဥနော်ရွှေဥရှေ့မှာလဲအများကြီးကြုံခဲ့ပြီးသွားပြီဒါပေမဲ့လူတွေဆက်ပြီးတော့ခံနေရတော့မယ်နော်ဘာလို့လဲမသိအမှန်လည်းမရှိတာဘူးဆိုတော့ investment လုပ်တယ်ဆိုတော့ဒါတော့ဗျာသူပေးတဲ့အတိုးကနည်းနည်းတော့အတိုးမဟုတ်ဘူးဘန်နေတော့မပေးနိုင်တဲ့အတိုးကိုသူကပေးတယ်အဲ့ကလေးကကျွန်တော်တို့မှာအော်ဖြစ်နိုင်ပါမလားနော်ဘန်လူမျိုးနော်ဘန်နေတော့မှ မပေးနိုင်တဲ့အတူဘန်လိုမျိုးကျွန်တော်တို့ငွေကြေးအများကြီးရှိတဲ့အဖွဲ့အစည်းတစ်ခုတောင်မှမပေးနိုင်တဲ့အတူကို तू ကဘာလို့ပေးနိုင်တာလဲသူတို့စဉ်းစားကြည့်ရမယ်လေဟုတ်တယ်မလားအဲ့လိုလည်းမစဉ်းစားဘူးเนาะအာလာဆွဲတာနဲ့ဟာထည့်ချလိုက်တာပဲเนาะအော်ဆိုတော့ investment လုပ်တယ်ဆိုတာကဗျာဘလို့ဟာတွေကိုလုပ်ကြတယ်လေဟုတ်တစုံတစ်ခုမှာကျွန်တော်ရင်းနှီးမြှုပ်နှံနေဆိုတာကကျွန်တော် stock share တွေတို့เนาะ တခြားဒီအစိုးရ bonds တွေတို့နော်စသဖြင့်ပေါ့ပြီးလို့ရှိရင်ကျွန်တော် crypto တွေတို့အဲ့လိုမျိုးကိုယ်တိုင်ဝယ်ပြီးတော့ investment လုပ်ရတယ်ဗျ forex ဆိုတာကကျွန်တော် trading လုပ်တဲ့နေရာ investment လုပ်တဲ့နေရာမဟုတ် trading လုပ်တယ်ဆိုတဲ့နေရာမှာလဲဟုတ်ပြီငါတော့ forex မှာဆရာကြီးกว่าနော်ငါ forex guru ကြီးกว่าမင်းငါစီကိုပတ်စံတာလာထည့်လိုက်မင်းကလစဉ်လာတိုင်း percentage ဘယ်လောက်ပေးမယ်ဆိုရင်အဲ့ဒါဂျင်းပဲ trading မှာ forex မဟုတ်လို့ crypto ပဲဖြစ်ဖြစ်เนาะ forex ပဲဖြစ်ဖြစ် stock မှာပဲဖြစ်ဖြစ် trading လုပ်ပြီဆိုလို့ချင်းအရှုံးအမြတ်ဆိုတာရှိတယ် trader လူဦးရေစုစုပေါင်းရေ90ရာခိုင်နှုန်းလောက်ကရှုံးတာမြတ်တယ်ဆိုတာ100ရာခိုင်နှုန်းလောက်ပဲရှိတယ်เนาะအဲ့တော့ဒါက crypto မှာပဲဖြစ်ဖြစ်เนาะ forex မှာပဲဖြစ်ဖြစ်တူတူပဲเนาะ trading လုပ်တယ်ဆိုတော့ဘယ်ကောင်မှမဆရာကြီးမရှိဘူးဆရာကြီးတွေလည်းခံရတာပဲเนาะဟိုဟိုဟိုတလောက crypto ဘက်မှာကြားလိုက်လာတော့မသိဘူးเนาะ bitcoin ကိုเนาะ future long position ဖွင့်ထားတာเนาะ dollar ပန်းကိုຢာနဲ့ခြီးပြီးတော့ liquidate ဖြစ်သွား liquidate ဖြစ်သွားဆိုတော့စုံသွားတာဆိုတော့ဆရာကြီးဆိုတာမရှိဘူးအဲ့တော့ main ကိုငါတလောက်ဘလောက် percentage ပေးမယ်ဆိုပြီးတော့အာမခံပြီးတော့ investment ထည့်ခိုင်းရင်အဲ့ဒါဂျင်းပဲ ဆိုတော့ trading လုပ်တယ်ဆိုတာ forex ပဲဖြစ်ဖြစ် crypto ပဲဖြစ်ဖြစ် trading လုပ်မယ်ဆိုရင်ကိုယ်တိုင်လေ့လာ ကိုယ်တိုင်နားလည်အောင်လုပ်ပြီးတော့ကိုယ်ငွေကိုကိုယ်တိုင်ကင်ပြီး trade လုပ်တော့ပါ့မယ်ကိုယ်ကိုယ်တိုင် risk ကြီးကိုကိုယ်ကိုယ်တိုင်နော်စုံချုံနိုင်ကြီးရှိရင်တော့ကိုယ်သိတယ်ဒါပေမဲ့ကိုယ်အစုံချုံခံနိုင်တဲ့ပမာဏကို risk ယူပြီးတော့ trade လုပ်ရတယ်သူများ trader ကြီးကိုသွားယုံပြီးတော့ investment သွားလုပ်တယ်ဆိုတော့ယူးနေလို့လားမမေးရမယ့်ပုံစံဖြစ်နေတယ် အဓိကနားမလဲကြတာလဲပါတာပေါ့နော်တချို့ဆိုလို့ရှိရင်ဒီပတ်စံထည့်ထားတဲ့လူတွေထဲမှာဟို forest trading ဘယ်လိုလုပ်ရတယ်ဆိုတာတော့မသိတဲ့လူတွေပါလိမ့်မယ်ဟာအတိုးရမှာပဲဆိုတော့အတွင်းနဲ့ပဲထည့်လိုက်ကြတာဗျာဆိုတော့နှမျောစရာကြီးဗျာပတ်စံတွေအများကြီးခင်ဗျားတို့ဒေါက်တာမကလို့တမ်မာရာကြီးဖြစ်နေဖြစ်နေအဲ့ဒါမျိုးယုံကျင်စရာအကြောင်းမရှိဘူးယုံကိုယုံလို့မရဘူးဗျာဟုတ်တယ်မလားအဲ့တော့အခုကဘယ်လိုပြောရမလဲဆိုတော့ဒီ investment ကိုလုပ်ဖို့ဆွဲတဲ့လူတွေကိုပါเนาะကျွန်တော်တို့တရားဆွဲရမလို့ဖြစ်နေเนาะထိပ်ပိုင်းခေါင်ပိုင်းတွေကတော့ပြေးကုန်ပြီဗျာเนาะအဖမ်းပဲခံရသလိုလိုအစစ်စေးပဲခံရသလိုလိုနဲ့ပျောက်နေတယ်เนาะပြေးပြီလို့တော့အတန်ကြားတယ်အဲ့တော့အဲ့လူတွေကတော့ live လို့ရမှာမဟုတ်တော့အဲ့တော့ကို့လာဆွဲတဲ့အောက်က leader ဆိုတဲ့ကောင်လေးရှိတယ်အဲ့အဲ့ကောင်နေတာတရားဆွဲเนาะဆွဲမရရင်အုပ်တာအုပ်လိုက်တော့ ့ပတ်သက်ပြန်ပြန်ရင်လူသာအုပ်တော့အဲ့ဒါပဲလုံးဆန်ရှိတော့တယ်နော်အဲ့တော့ဟိုကိုက investment လုပ်ခြင်းနဲ့ဒါမှမဟုတ်ရှင် trading အယောင်းဝယ်လုပ်ခြင်းနဲ့ဆိုရင်ကိုယ်တိုင်လေ့လာပါကိုယ်တိုင်လုပ်ပါဒါဆိုလို့ရှိရင်ရှုံးသွားလဲကိုယ့်လက်ကိုယ်ခြေနဲ့ရှုံးသွားတာ နော် training လုပ်တယ်ဆိုတာအယုံမြက်ကတော့ရှိတယ်ဗျာကိုယ့်လက်ကိုယ်ခြေနဲ့လုံရင်းရှုံးသွားတာရှုံးပြော်သေးတယ်သူများတဲ့ပတ်စံကြီးထက်လိုက်ပြီးထွက်ပြေးလို့ပါသွားတာနှမျောစရာကြီးဗျာဘာမှလည်းကိုမလုံးလိုက်ရအောင်နော်အဲ့တော့ဟို training ကတော့ကျွန်တော်အခု forest လောက်ကြရတဲ့လူတွေလည်းရှိတယ် crypto လည်းရှိတယ် investment မှာဆိုလို့ရှိရင် stock တွေဝယ်ကြတဲ့လူတွေရှိတယ်ရွှေဝယ်ကြတဲ့လူတွေရှိတယ် crypto တွေဝယ်ကြတဲ့လူတွေရှိတယ်အဲ့တော့ကိုက investment တခုခုလုပ်ချင်တယ်ဒါမှမဟုတ် trading လုပ်ချင်တယ်ဆိုရင် ဖောရက်လောက်မှာဆိုလဲဖောရက်အပိုင်းကိုကျွန်တော်တို့တေချာနားလည်အောင်ကျွမ်းကျင်အောင်ဂါဂနနာတိအောင်သင်ဟုတ်ကဲ့ကျွန်တော်ဒီလိုပိုင်းလေးကဒီလောက်ပါခင်ဗျာဒါကတော့ lateral line မှာဆိုရင်အရောက်မှာဟော့ဖြစ်နေတဲ့ဒေါက်တာညီညီဆွေရဲ့အကြောင်းအရာလေးတွေပြပြသွားတဲ့ဗီဒီယိုဖိုင်လေးပဲဖြစ်ပါတယ်။ဒီထဲမှာဆိုရင်လင်ခံလိုက်တဲ့လူတွေလည်းဒါတနိုင်ငံလုံးအတိုင်းအတာနဲ့ဆိုတော်တော်လေးများပါလေ ကျွန်တော်တို့တည်ရဲမိတ်ဆွေတွေတဲမှာဆိုရင်တော့တော်တော်လေးပါဝါကြတယ်ပေါ့နော် တချို့တွေဆိုရင်ကျွန်တော်တို့ဒါအိနီဘာတွေပေါင်ပြီးတော့တော့မှာပဲဒါရှယ်ယာတွေထည့်ကြတယ်ပေါ့နော်သူ့မှာ expansion တွေလုပ်ကြတယ်ပေါ့အဒီလိုချိန်မျိုးမှာဆိုရင်ပိန်းထောင်ကျော်တန်ကိုအိမ်ကိုသူတို့ကဆိုရင်ပေါင်တယ်ပေါင်ပြီးွားရင်ဒီမှာသွားပြီးရင်းနှီးမြှုပ်နှံတယ်အခုလိုလိန်လယ်မှုတွေဖြစ်သွားတဲ့ချိန်မျိုးမှာသူတို့ကဆိုရင်အဘွားပြတ်ဖို့ပဲရှိတော့ပေါ့နော်ဒါအလင်ခံရတဲ့လူတွေကတော်တော်များများ ပစံရှိတဲ့သူတွေကိုလည်းလိန်သွားတာပဲဖြစ်ပါတယ်ကြီးကြီးမားမားပါသွားကြတယ်ဗျအနည်းဆုံးမပါဘူးဆိုရင်တယောက်ကိုတင်းကိုယာနဲ့ချီပါကြတယ်ဗျ10ခန်းတောင်မဟုတ်ဘူးနော်ယာခန်းနဲ့ချီပါကြပါတယ်တနင်္ဂနွေလို့အတိုင်းတာဆိုတော်တော်လေးများပါတယ်ဗျနော်ဒါကတော့ကျွန်တော်တို့ဒါသတိထားဆင်ကျင်ရမယ်အချက်ကလေးပေါ့နော်နောက်တော့ကျွန်တော်တို့ဒီလိုမျိုးတွေလာပြီးတော့မြူဆွဲမယ်ဒီလိုမျိုးတွေလုံးမယ်ဆိုရင်ဒါနောက်သူတွေမလုံးတင်ဘူးဗျနော်တကို့ကဒါအရင်ကမလုံးနေပေးပြီးတော့ ဒီလိုမျိုးတွေပေးနေပြီဆိုရင်ဒါလိန်လေဖို့အများဆုံးပဲပေါ့နော်ဒါဆိုရင်တတိထားရမယ်အခုချိန်မှာလိန်နေသူတွေကဆိုရင်ဒါအမျိုးမျိုးပေါ့နော်ဒါအမျိုးမျိုးလိန်ကြတယ်ဟိတ်ဟန်ရှိရှိလိန်ကြတယ်ပေါ့တိတ်ခါရှိရှိကားကောင်းကြီးကားကောင်းစားကြီးတွေစီးပြီးတော့ဒါတိုက်ခန်းကြီးတွေကွန်ဒိုကြီးတွေငှားပြပြီးရုံးခန်းကြီးတွေဖွင့်ပြီးတော့ဒါအထကြကြလိန်သွားပါဘောဗျာပြောမယ်ဆိုရင်အထက်တန်းကြကြလိန်သွားတဲ့ဒါဖြစ်စဉ်လေးပဲဖြစ်ပါတယ်ဒီလိုပိုင်းလေးဒီမေးစုလို့တက်တာဘူးဘူးပဲရမယ်လို့ထင်ပါတယ်။နောက်နောက်လေးဒါအလေးမခံအောင်ဒါဆင်ကျင်နိုင်သွားပဲပေါ့နော်။ဟုတ်ကဲ့ကျွန်တော်ဒီလိုပိုင်းလေးဒီမှာဆုံးတက်လိုက်ပါတယ်။နောက်တစ်ပိုင်းကျွန်တော်ပြန်လေးဆုံးတွေ့ကြမယ်နော်။